ားလုံးပဲမင်္ဂလာပါပန်ရောင်ရဲ့ YouTube Channel အနေနဲ့ပြောဆိုပါရစေပန်ရောင်ရဲ့ YouTube Channel ကိုဒီရှင်မြင်ကြတဲ့ဗီဒီယိုပေါင်းတော့ဒီရှင်မြင်ကြတဲ့ဗီဒီယိုပေါင်းအားလုံးဆက်ရရှင်နိုင်ရှင်ကိုယ့်ရဲ့ကြံမရှင်နေပြည့်စုံကြပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကတော့ပြုလိုက်ပါတယ်ပန်ရောင်ဒီနေ့ပြောပြမယ့်အကြောင်းကတော့ T Daniel Bridge Experience အကြောင်းကိုပြောပြပြမှာဖြစ်ပါတယ်အဲအရင်တုန်းကတော့ပန်ရောင်ဒီအကြောင်းကိုပြောပြခိုင်းပန်ရောင်ဘာဖြစ်လို့တက်ရှင်တာလဲဆိုတာကိုပြောပြပြမှာဖြစ်ပါတယ်အရင်တုန်းကတော့အာပန်ရောင်တော်လျာနေနေ ်ခေါ်နေတယ်ပေါ့နော်အခန်းထဲတော့ခေါ်တာမဟုတ်ပါဘူးမယောင်တော်တွေကမညီဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ငငယ်တော့တော့ပုပ်ပေါက်တွေရှိတဲ့ခါကျတော့အော်တော့ပုပ်ပေါက်တွေတော့တော့တွေပါလဲဆော့တော့ရှိခံကုန်တော့ပြီးနှုတ်ရတယ်ပေါ့နော်အခန်းကျတော့တော့ရေနှုတ်ထားတယ်ရှိတဲ့အတွက်ကြောင့်တော့တွေကတဖြည်းဖြည်းနဲ့ရှုပ်ကုန်ပြီးခေါ်တက်လာပြီးတော့တော့တွေကမညီမညီဘူးဖြစ်လာတယ်ပေါ့နော်အဲကြောင့်မို့ဘယောင် brain station နေတာဖြစ်ပါတယ်အဲအရင်ကပိုင်းရောမေးကြည့်ဖူးတယ်ပေါ့နော်သူများရတက်ထားတယ်တက်သူများ brace တက်ထားတဲ့သူတွေကိုမေးကြည့်ဖူးတယ်ပေါ့နော် အမဘရစ်တက်လို့ရှိရင်နာလားလို့မြင်ကြည့်ခွတယ်မနော်အဲသူတို့ကပြောတာတော့မောင်လေးတဲ့ဆက်စားတော့ကတော့နာတယ်တဲ့အဲနောက်ကြတော့တယ်မနာတော့ဘူးတဲ့အဲ့လိုပြောတယ်အဲတို့ချင်တာဘာလဲဆိုတော့အဲဆက်စားတက်တော့ကတော့၃၄ရက်လောက်ကတော့နာတယ်ပေါ့နော်ဘာမှမနာတယ်ဆိုတော့ကတော့အမားတွေဘာလဲမစားနိုင်ဘူးမင်းတို့မားတဲ့အစားအသောက်တွေမစားနိုင်ဘူးအဲ့ခါကျတော့တက်တက်ထတဲ့၃ရက်၄ရက်အတွင်းမှာမားတဲ့အစားအသောက်တွေမစားနိုင်ဘူးနောက်တပတ်လောက်နေတော့တဖြည်းဖြည်းနဲ့ အဲစားလို့ရပြီပေါ့ဒါပေမဲ့အရင်ရင်မာတဲ့ဟာတွေတော့ကိတ်လို့မရပါဘူးပြောချင်တာကဘာလဲဆိုတော့ကွန်တီလို့ပေါ့နော်ကွန်တီလို့ဘာလို့အဲ့ဒါတွေကြတော့ကိတ်လို့မရပါဘူးပြောချင်တာကမာတဲ့အဟာတွေကိတ်လို့မရပါဘူးပြီးလို့ရှိရင်အဲပြပြရှင်နာကကြတော့တရှိသူတွေကိုပန်းအောင်ကပြပြရှင်နာကကြတော့ဒီ break start တော့မယ်ဆိုလို့ရှိရင်အဲနံပါတ်1အဲတော့ကိုတက်မယ်ဆိုလို့ရှိရင်အရင်တို့ပဲမနေပါနဲ့အရင်လေးကြောက်ရှာမလို့ပါဘူး တက်တက်လိုက်လို့ရှိရင်ရမ်းရမ်းပဲဆင်ပြေပါတယ်ပြီးလို့ရှိရင်အခုတက်ထားတဲ့အတွင်းမှာလာနည်းနည်းလေးကြည့်ရဆိုးနေတာဘုန်းတော် press တက်ပြီးပြီဆိုလို့ရှိရင်အရမ်းပဲတော်ရရလှပြီးတော့တော်ရရလှလေးလှတော့မယ်ကြာမှရနေလို့ညညတော့မယ်ပြုံးလိုက်လို့ရှိရင်လေအရမ်းတော်ရညီးပြီးတော့ရှိစရာကောင်းတယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာအဲ့တော့ခါကျတော့ press တက်တော့မယ်ဆိုလို့ရှိရင်အဲနံပါတ်1တောစီခံကိုယူပါတောစီခံကောင်းတဲ့တောစီခံကိုယူပါလို့ပြောရှင်ပါတယ်ပြီးလို့ရှင်တောစီခံကိုမတော်ခင်ကလေးရပါတယ်အဲ တော့စကန်ကမတော်ခင်ကလေးကဘူကဘယ်လိုမျိုး brace အမျိုးအစားကိုတက်ရှင်တာလဲပြီးလို့ရှိရင် brace နဲ့ပတ်သက်တဲ့ဘခုသတ knowledge တွေကို YouTube မှာပဲဖြစ်ဖြစ် internet မှာပဲဖြစ်ဖြစ်ရှာကြည့်ပြီးတော့အရင်စုံစမ်းပါပြီးမှပဲတော့စကန်ကိုတော့ပါလို့ပြောရှင်ပါတယ်တော့စကန်ကိုတော့တဲ့ခါကျရင်ဒေါက်တာကိုတည်တည်ရှာရှာမေးပေးပါပြီးလို့ရှိရင်နောက်တစ်ခေါက်ကတော့ brace တက်တော်မယ်ဆိုလို့ရှိရင် တော့ဆီယာမန်နေကနံပါတ်1 X-ray ရိတ်မှာဖြစ်ပါတယ်သူရဲ့တော့ရဲ့အနေထားကို X-ray ရိတ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့မှာအနာအဆန်းရှိတာမရှိတာအဲ့ဒါကိုကြည့်မှာဖြစ်ပါတယ်တကယ်လို့တော့မှာပေါ့ပေါ့ပေါ့တွေရှိတယ်အနာအဆန်းရှိတယ်အဲ့ဒါပြီးလို့ရှိရင်နှုတ်ဝါးမဲ့တော့တွေရှိတယ်အဲ့ဒါတွေဆိုလို့ရှိရင်လည်းသူတို့ကချိုပြောပါမယ်နှုတ်ပါမယ်ပြီးလို့ရှိရင်အဲ့တော့ကြာတော့ brace stand ပြီးပြီးမှာပြီးသူက brace stand မှာဖြစ်ပါတယ် brace မှာလည်းပဲအမျိုးအစားတွေအများကြီးရှိပါတယ်ဥပမာအမျိုးအစား၄မျိုးလောက်ရှိပါတယ်အဲ့ဒါကို ဟိုတော့တော့စီခံကိုရောက်တဲ့ခါမှာသူတို့ကရှင်းပြပေးမှဖြစ်ပါတယ်သူတို့ကတော့ဆရာမတွေကရှင်းပြပေးမှဖြစ်ပါတယ်တော့ဆရာမတွေကသူတို့ကိုယ်တိုင်ကမရှင်းပြဘူးဆိုရင်လည်းကိုကမေးရှိပါဆရာကျွန်တော်က bar brace brace တက်ရှင်နေ bar brace ဘလိုမျိုးစားကိုတက်ရှင်နေဆိုပြီးတော့ကိုနဲ့တင်တော်တဲ့ဇင်းနှုံကိုယူပြီးတော့ brace တက်ပါလို့ပြောရှင်ပါတယ်နောက်တစ်ခုကကြတော့ brace တက်ပြီးပြီဆိုလို့ရှိရင်ရေးကြည့်တဲ့အချက်အလက်လေးကိုမင်းရောအချက်လေးရှင်းနေပြောပြပေးမှဖြစ်ပါတယ် န်ရှယ်လေးရှင်းနေပြတော့ပြန်ဖြစ်ပါတယ်နံပါတ်၁ကကြတော့ brace stability ဆိုလို့ရှိရင်တော့ကောပုံမှန်တန့်ရှင်းလုံးပေးပါဘာဖြစ်လို့လဲဆိုတော့တော့တွေက brace မတက်ခင်တုန်းကတော့အာ brace stability ဟာတန့်ရှင်းလုံးတာနဲ့ brace မတက်ခင်တုန်းကတော့တန့်ရှင်းလုံးတာနဲ့မတူပါဘူးဘာဖြစ်လို့လဲဆိုတော့ brace stability ဆိုလို့ရှိရင်ကျွန်တော်တို့ကအစားစားတဲ့ခါမှာအစားကျွန်တော်တို့ရဲ့တော့တွေကိုဗာလဲ brace တက်တဲ့အတွက်ကြောင့် ကော်လေးတွေနဲ့အဖူလေးတွေကော်လေးတွေနဲ့တောရှောက်လေးတွေကိုကတ်ချတာတွေ့တယ်လေကြာအစားစားပြီးတဲ့ခါမှာအဲအစာချို့ကိုတောပိုးပေါက်တွေအစာအစာအကျွင်းကျန်တယ်ကျန်ခဲ့တယ်အဲကြောင့်မို့အဲတောပိုးပေါက်တွေဖြစ်နေရှင်များပါတယ်အဲကြောင့်မို့အဲရထားတဲ့နေချင်းညာအိတ်တွေချင်းတောကိုပုံမှန်မှရှင်တောတိုင်းစင်းနေပုံမှန်မှရှင်လို့ပြောပါလို့ပြောရှင်ပါတယ်နောက်တစ်ခုကကြတော့ပါလေဆိုရင်အသာအစာစားပြီးတဲ့ပလောက်ချင်းပြပါဘောနော်ဒါကလည်းအရင်ပဲရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့အစာစားပြီးတဲ့ခါ ဘရိတ်စတတ်ထားတဲ့သူကဘလို့မကျင်ဘူးရှင်အဲတောကြတယ်မှာအစားအစားတွေဝင်းနေတယ်ပေါ့နော်အခါကြလို့ရှင်သူများတွေနေလို့ရှင်အရင်ကြည့်ရဆိုပါတယ်အရင်လေးယွန်းစရာကောင်းပါတယ်အဲကြောင့်မို့အစားစားပြီးတဲ့အချိန်တိုင်းတော့ဘလို့ကျင်းပြီးပါအဲ့မှာပဲအဲကြည့်ရလည်းမဆိုတော့ဘူးပေါ့နော်တစ်ဖက်သူတွေကကြည့်လို့ရှင်လည်းတန်တန်ရှင်ရင်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကလည်းရေးကြည့်ပါတယ်နောက်တစ်ခုကကြတော့ဘရိတ်စတတ်ထားပြီးပြီဆိုလို့ရှင်ဒီလိုမျိုးစေကူးလေးတွေဝေထားပါလို့ပြောရှင်ပါတယ် ဒီဆေးဘူးလေးတွေကကြတော့ဘာအတွက်ကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပန်းရောက်တို့ရဲ့တော့တွေမှာဖြစ်တော်သူတွေရဲ့တော့တွေမှာဘာဖြစ်လဲဘာဖြစ်တာလဲတခါတလေကြလို့ရှိရင်ကွာအာအဖူဟွာလည်းမရှိဘူးဘာလဲ အဲတောပူပေါက်လည်းမရှိဘူးဒါပေမဲ့တောအရင်မြင့်တွေကနားနေတယ်တောတစ်ချောင်းနဲ့တစ်ချောင်းထိလို့ကြိုက်လိုက်လို့ရှိရင်နားနေတယ်အဲ့လိုမျိုးတောကိုအချိကိုကြိုက်လှောက်လှောက်လိုက်လို့ရှိရင်နားနေတယ်ပေါ့နော်အဲ့လိုမျိုးဟာတောအရင်မြင့်တွေကတခါတလေရောက်ရှိရင်နားတတ်တယ်ပေါ့နော်အဲ့ဒီနားတတ်တဲ့ဟာကိုဒီလိုမျိုးဟောဘာသာစေးတဲ့အရေးတွေကစေးတဲ့ခံကြတော့အဲ့လိုမျိုးနားတတ်တဲ့ဟာတွေကိုကာကွယ်ပေးတယ်ပေါ့နော်အဲ့ဒီအတွက်အရင်မြင့်ကောင်းပါတယ်ဒီလိုမျိုးစေးဦးလေးတွေဆောက်ထားပေးစေရှင်လည်းပြောရှင်ပါတယ်နောက်တစ်ခုကကြတော့ ဘာလဲဆိုလို့ရှိရင်အဲ bridge set ထားပြီဆိုလို့ရှိရင်ဒီလိုမျိုးဟာလေးတွေပေါ့နော်တောတန့်ရှင်းလုံးဒီဟာလေးတွေဝေထားပေးပါလို့ပြောချင်ပါတယ်ဒီလိုမျိုးတောတွေ bridge set ထားတဲ့ဟိုတန်ကြိုးလေးတွေကိုထိုးလေးဟာလေးတွေပေါ့နော်ဒီလိုမျိုးဟာလေးတွေဝေထားပေးပါလို့ပြောချင်ပါတယ်ဒီလိုဟာလေးကကြာတော့ဘာပြောက်ကောက်တာလဲဆိုလို့ရှိရင်အဲ့မှာ ဆိုတော့သဘောကျန်တဲ့တိုက်တဲ့ဟာမှာသဘောကျန်တဲ့တိုက်တဲ့နေရာတွေမထီအောင်တဲ့နေရာတွေရှိရပါတော့နော်အတော်ကြလေးတွေမှာအစာလေးတွေညှက်နေတာလို့ပါတော့အဲ့လိုမျိုးဟာတွေကိုဒါလေးလေးတန်ရှင်းလုပ်ပေးတယ်ဆိုလို့ရှိရင်သဘောကျန်တဲ့တိုက်ကြထဲပို့ပြီးတော့အဆင်ပြေပါတယ်အကြံပေါ်ပိုင်းမှာပြောချင်တာကဒါလေးလေးဆောက်ထားပါလို့ပြောရှင်ပါလေဘာဖြစ်လို့ဒါလေးကြီးကလည်းအရင်ပဲကောက်ပါလေဘာဖြစ်လို့ဆိုတော့တော့ကြလေးတွေမှာအဆောင်ဝင်နေတာလို့ပါတော့ကြရင်ဒါလေးနဲ့တန့်ရှင်းတော့လို့ခါကြရင်ပို့ပြီးတော့အဆင်ပြေပါလေသဘောတန်တဲ့အဆင်ပြေပါလေလို့ပြောရှင်ပါလေ ပြီးရင်နောက်တစ်ခုကကြတော့ဘာလဲပြောချင်တာလဲဆိုရင်ပိုင်းရောပြောချင်တာကဘာလဲတော်တဲ့ရှင်ကောက်ကောက်30ရှင်ပါတယ်ဘာဖြစ်လို့တော်တဲ့ရှင်ကောက်ကောက်30ရှင်ရေရှက်ကတော့တော်လေးတဲ့အရောက်လှရတယ်ပြီးလို့ရှိရင်အဲတိတာရယ်ကွာပြောချင်တာကတော်တဲ့ရှင်ကောက်ကောက်တုံးတာနဲ့မကောက်တော်တဲ့ရှင်ဈေးပေါ်တဲ့ဟာတုံးတာနဲ့တိတာတယ်အဲ့ခါကျတော့ရှင်ရှင်တော်သူတွေကလည်းတော်တဲ့ရှင်အကောက်တုံးတဲ့ဟာနဲ့တော်တဲ့ရှင်မကောက်တုံးတဲ့ဟာနဲ့ ဘေဟာကွာလေးဆိုတာတိလာမှာဖြစ်ပါတယ်တောတွေစီကောက်300ရှင်အောင်ကျူးကျူးစွာကြတော့တောတွေကအရောင်လေးတွေလှရဲဘူးတော့ကျမ်းမာရေးလေးတောကျမ်းမာရေးနဲ့ညံ့နေပေါ့နော်အဲ့ဒါကိုပြောချင်တာပဲအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်ပန်ရောင်ရဲ့နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်အားလုံးပဲ bye bye